ကူဘီဂျိုးတောင်အနေဘိမ့်ပါဆရာအင်ဂျင်ဝိုင်းစင်ဆာဆော့ကက်မှာရက်စစ်တာခံမဘိမ့်ကစတက်ရအင်ဂျင်ပွင့်တယ်အဲ့ဒီစင်ဆာကိုပို့တဲ့ဘူးကလည်းမှန်တယ်အဲ့ဒီစင်ဆာကိုလဲရင်ပုံမှန်ဖြစ်လာတဲ့ဒီဘက်မှာအဲ့ဒါဖြစ်ရင်လမ်းဆုံးနေလို့တဲ့โอเค အဲကျွန်တော်တို့လည်းအဲမဖြစ်မနေမျိုးမှာခုနမျိုး resistor ခံပြီးကြော်ရတဲ့အခြေအနေတွေတော့ရှိတတ်တယ်ဒါပေမဲ့ကျွန်တော်ကအဲလုံးဝမဖြစ်မနေမှာကြော်ရတာဖြစ်ပဲပုံမှန်ကောင်းနေတော့သူ့ဟာသူပဲအဲစင်စာဟာကျွန်တော်ကအပူအေးလိုက်ပြောင်းလဲမှုတည်င်းကို ECU ဒီပို့ပေးပါတယ်အဲ့ဒါမှကျွန်တော်က CO နည်းမယ်များမယ်အဲ့လိုမျိုးလုပ်ပေးရတာပေါ့နော်အဲ့အခုသူပြောတဲ့ဘေးနေရာလည်းဟုတ်တယ်ကျွန်တော်စီမှာလည်းရှိပါတယ်ကျွန်တော်က Scooby Model 2017ဖြစ်မယ်ကျွန်တော် Signal ရဲ့ဘေးမှာနှလုံးထွက်နေရပေါ့နော် Model နှိမ့်နေရပေါ့ အဲ့တော့အဲ့ဒီကောင်ဒီမှာကျွန်တော်ဘာဖြစ်လဲဆိုတော့မော်ရယ်ကနှိမ့်လာတော့ကျွန်တော်ကလိုအပ်ချက်တွေကများလာတယ်เนาะဘိန်းရွဲတာကိုကျွန်တော်ပြောချင်တာမဟုတ်ဘူးเนาะမော်ရယ်နှိမ့်လာတော့အနည်းနဲ့များတော့လိုအပ်ချက်များလာတယ်အဲကျွန်တော်အများဆုံးဖြစ်တဲ့ပြဿနာဒီကောင်ဒီမှာခုနကမဲဆန်နိုးကခတ်တာတို့လီဗာအင်တာတို့မတို့မပွင့်တာတို့ဒါမျိုးတွေဖြစ်တယ်အဲရက်စစ်တာနဲ့ကြော်လိုက်ရင်ကျွန်တော်ပွင့်သွားတယ်ပေါ့เนาะဒါပေမဲ့အဲ့ဒီအချိန်တွေကကျွန်တော်ရက်စစ်တာနဲ့ကြော်ရင်တော့အဲစီနေငယ်တော့ဒါပုံမှန်မဟုတ်ဘဲနဲ့နည်းနည်းပူစားရင်စားလိုက်မယ်ပွင့်သွားတယ်ပေါ့เนาะအဲ့တော့အဲ့ဒီ ECD EOD ပေါ့เนาะ engine wiring sensor ပေါ့ထားပါတော့ ဲ့ဒီစင်စာကောင်းရင်လဲရင်ကောင်းပြီလားဆိုတော့မိကွန်းကအဲပြောရမှာတော့စင်စာလဲလို့ကောင်းပြီလို့ကျွန်တော်ကပြောလို့မရသေးဘူးဗျအခုဖြစ်နေတာကစင်စာကမဟုတ်ဘူးเนาะ အဲစင်စာကကျွန်တော်ပူရင်ပူသလိုအေးရင်အေးသလိုဘူအားတံမှုပြောင်းလဲမှုရှိလားအုတ်တံမှုပြောင်းလဲမှုရှိလားစစ်ဆေးပါဘယ်လိုပြောင်းလဲမှုရှိရဲဆိုတော့စင်စာကောင်းနေပြစင်စာလဲလေမိတ်ဆွေညီကိုရဲ့ဆိုင်ကြီးကောင်းလာမှာမဟုတ်ဘူးခုနတကယ်ဖြစ်နေတာကကျွန်တော်ကခုနကနော်ဆယ်လူဝက်ချက်ပန့်လူဝက်ချက်အဲ့ဒါတွေဖြစ်ဖို့ရခိုင်နှုန်းပိုများပါတယ်အဲ့ကောင်ကြီးအားနေချက်ရှိရင်ခုနကစီဖြန်းနှုန်းကကျွန်တော်ကနဲနေတော့ဒါ အင်းနေတဲ့ဘောပေါ့နော်ကျွန်တော်တို့ဘယူကာပိုက်တာပဲလို့ဆိုစီငတ်နေရပေါ့နော် EF ဘိုင်ဘိအများစုမှာအားနေချက်ကအဲ့ဒါပဲတခုတည်းအဲ့ဒါတက်ပြီဆိုရင်အင်းနေရမျိုးတွေကာပိုက်တာဘိမှာတော့ဒါစီငတ်လို့ဖြစ်တဲ့ပြဿနာသူ့မှာတော့သူကစီပန့်ပရက်ရှာကျတာနော်ဆယ်လိုအပ်ချက်ရှိတာနော်ဆယ်စီစိတ်နာနော်ဆယ်စီဖျန်းနေတာအဲ့လိုမျိုးဖြစ်တဲ့အချိန်မှာကျွန်တော်ကနော်ဆယ်မကောင်းတာနော်ဆယ်ကြောင်တဲ့အချိန်မှာခုနလိုမျိုးအင်းနေပြဿနာဖြစ်တယ်ဒါအဲ့အချိန်တွေကကျွန်တော်ပုံမှန်ကျွန်တော် ဘိန်းကောင်းနေတော့ဖြစ်တယ်နော်အခုကဘိန်းမော်တယ်နေနေ2017ဆိုရင်ကျွန်တော်ထင်တယ်အခုက2025ဆိုတော့ကျွန်တော်တို့ကဘယ်လောက်ရှိသွားပြီလဲတွေ့ကြည့်လိုက်ပေါ့ဗျာနော်အဲ့ဒီတော့ကျွန်တော်ကနှစ်ထန်းအရဆိုတော်တော်လေးကြာနေတော့ဘိန်းကြီးကလိုအပ်ချက်များလာပြီအဲ့ဒီချိန်မှာခုနကဒီ ECD စင်ဆာလဲလိုက်ရုံနဲ့အခုချိန်ကြီးကတော့ကောင်းဖို့ရခိုင်လို့ကျွန်တော်တိတ်တော့မမြင်ဘူး ECD စင်ဆာကောင်းတယ်မကောင်းဘူးဆိုတော့ကြည့်ကြည့်ပေါ့ဗျာသူကျွန်တော်တိုင်းထွက်လို့ရပါတယ်သူအပူပေးပြီးစမ်းကြည့်လို့ရတယ်အင်ဂျင်မှာတက်ထားပြီးနှိုးစမ်းလို့လည်းရတယ်သူကောင်းနေရဆိုတော့လဲစရာလည်းမလိုဘူးလေလဲလေကောင်းမှမဟုတ်ဘူး အခုမင်းစွေညီကူပြောတဲ့ဟာကတော့သူနဲ့မဆိုင်လောက်ဘူးခန္ဓာကပန့်တို့နော်ဇယ်တို့နော်အဲ့ဒီကောင်တွေကိုတေချာစစ်ဆေးကြည့်ပါပတ်ပရက်ရှာဘယ်လောက်ရှိလဲနော်ဇယ်အောက်စီစိတ်သလားစီဖြန်းနှုံးကောင်းသလားဒါဆိုရင်တော့အဲ့မှာအဖြေတစ်ခုတွေ့ပါလိမ့်မယ်နော်အဲ့ဒါဆိုရင်တော့အဖြေတွေ့ရင်အဖြေကိုပြင်လိုက်ပါအဆင်ပြေပါလိမ့်မယ်နော်